ကြာဖြတ်တထေကြီးရှီကြည်ကျန်ရဲ့စသိန်းရှီကြည်ကျန်ဆိုတာဟာအသက်40ဝန်းကျင်တရုတ်နိုင်ငံသားဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူပါသူကိုဒီအမှုတွေနဲ့တရုတ်အစိုးရကအလိုရှိနေခဲ့ပါတယ်သူကမြန်မာနိုင်ငံကရီပီနယ်နဲ့မြဝရီမြို့နယ်ကရွှေကုန်းကူဒေသရဲ့ဥက္ကဋ္ဌအဖြစ်ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးမြို့သစ်တည်ထောင်ခဲ့ပါတယ်။ ဒီမျိုးသစ်ဟာနောက်ပိုင်းမှာတရားမဝင် online လောင်းကစားစိုက်ပါငွေလိမ်လုပ်ငန်းတွေရဲ့အဓိကအချက်အချာနေရာကြီးဖြစ်လာခဲ့ပါတယ်။ American နဲ့ Fitting အစိုးရတွေကတော့သူ့ရဲ့ကုမ္ပဏီတွေကိုတန်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။အကြောင်းကတော့ဒီလုပ်ငန်းတွေမှာလူတွေကိုအတ္တမခေါ်ဆောင်လာပြီးအလုပ်ခိုင်းစေတာလူကုန်ကူးမှုတွေနဲ့ဆက်ဆက်နေလို့ပါပဲ။ တရုတ်နိုင်ငံသို့နှွဲပြောင်းခံရခြင်းရှီကြည်ကျန်းရဲ့စက်သိန်းဟာမကြသေးမီကနိုဝင်ဘာလ2025မှာဖြစ်ပွားခဲ့ပါတယ်သူဟာတရုတ်နိုင်ငံရဲ့တောင်းဆိုမှုအရာ နိုင်ငံတကာရဲတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့အနီရောင်အသိပေးချက်နဲ့အတူ2022ခုနှစ်ဩဂတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရပြီးနောက်သူဟာတရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းခြင်းမခံရဖို့အတွက်ထိုင်းနိုင်ငံမှာနှစ်ပေါင်း၃နှစ်ကျော်ကြာတရားဥပဒေအရခုခံကာကွယ်ခဲ့ပါတယ်။သူ့ကိုနိုင်ငံရေးအရာအမှုစင်ဖမ်းဆီးရလို့ခြေပါခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံရဲ့တရားရုံးတွေကတရုတ်နိုင်ငံကိုလွှဲပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဝင်းကျင်မှာထိုင်းအာနာပိုင်တွေကရှီကြည့်ချန်းကိုဘန်ကောက်လေစိမ်းမှာတရုတ်အာနာပိုင်တွေလက်ထဲကိုတရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်လက်ရှိအခြေအနေမှာတော့သူကိုတရုတ်နိုင်ငံနန်ကျင်းမြို့ကိုလေရင်နဲ့တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ပြီးအခုအခါမှာတော့သူဟာတရုတ်နိုင်ငံရဲ့အချုပ်အနှောင်အောက်မှာရှိနေပြီဖြစ်ပြီး သူ့ရဲ့ကြီးမားတဲ့ရာဇဝတ်မှုအတွက်တရားစွဲဆိုစစ်ဆေးခံရတော့မှာဖြစ်ပါတယ်။ ကြားဖြတ်တထေးကြီးရှိကြည်ကျန်းတယောက်ဟာထိုင်းနိုင်ငံမှာ နှစ်ရှည်လများပုံဆောင်တရားရင်ဆိုင်ခဲ့ရပြီးနောက်နောက်ဆုံးမှာတော့သူအ धिक ပြစ်မှတ်ထားခဲ့တဲ့တရုတ်နိုင်ငံရဲ့လက်ထဲကိုပြန်လည်ရောက်ရှိသွားပြီးသူ့ရဲ့စသိန်းကို တရုတ်တရားစီရင်အောင်မှရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။